ိုင်းရွှေစီကတော့ဒီနေ့မှလည်းနေရာထက်ပြီးတော့ကြာပါတယ်။အားလုံးပဲမင်္ဂလာပါဆေးချင်တာချင်းကိုကြမှာချင်းနဲ့ပြေဆုံးနိုင်ကြပါစေ။ဒီက28ရက်နေ့6လပိုင်း2020နဲ့5ခုနဲ့မနက်ပိုင်းထိုင်းရွှေစီကနေရာကြာပါတယ်။96.5ငါးရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစီဆိုင်ငါရောင်းတဲ့ဈေးက9600ဆိုင်ကလက်ခံတဲ့ဈေးက9500လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ငါရောင်းတဲ့ဈေးက9400 ကဘာရွှေတောင်စာကိုဒေါ်လာ3,295နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။ဒေါ်လာကိုထိုင်းမှန်ငွေ32.63နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။96.5ရခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ100ရှိပါဗျ။လက်ခအပီစီထိုင်းရွှေခဲတစ်ပတ်သားကို9,800နဲ့ဒီနေ့မှာပေါင်ဈေးရှိပါဗျ။ဆိုင်းကလက်ခနဲ့ဈေးကရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်းက9,500နဲ့ပြန်ပြီးတော့လက်ခမှာပါ။လက်ဝယ်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါဗျ။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါဗျ။ဒီနေ့ထိုင်းရွှေလက်ဝယ် င်နာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်းက900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4900ကျော်စီနဲ့ပြန်ပြီးတော့လက်ခံပါပါဒီနေ့မှာတော့ထိုင်းရွှေဈေးတွေကအချစီးနဲ့ပဲရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုခြင်းနဲ့ဆိုရင်လက်ခံစီးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ105ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေစင်ငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဖြေရှင်းနိုင်ကြပါစေ။